ရန်ကုန်မြို့မှာယင်ကြောပိတ်ဆို့မှုကိုဖြေရှင်းနိုင်မှုအတွက်တက္ကစီယင်တွေအစားဘတ်ကားတွေကိုပို့ပြီးပြေးဆွဲသင့်တယ်လို့မထာတာဘိုဟိုဒုတိယဥက္ကဋ္ဌကပြောကြားလိုက်တဲ့သတင်းကိုဦးအောင်ကြီးကပေးပို့ထားပါရရှင်အော်တိုဘလခုနှစ်ရက်နေ့ကမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းကြီးကြပ်မှုဘုတ်ကော်မတီရုံးမှာသတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီသတင်းစာရှင်းလင်းပွဲမှာရင်ကျော်ပိတ်ဆို့မှုတွေနဲ့အောင်တက္ကစီရင်များနဲ့ခီးတဲ့တဲယူပို့ဆောင်မှုများကိုညီညွတ်မြတ်တာတဲ့စီကံထိန်းသိမ်းမှုတွေလှုပ်ဆောင်သွားမယ်လို့မထသအဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးလောင်ကပြောပါတယ်ကျွန်တော်ကျွန်တော်သွားမယ့်ဘိုင်းကတော့နံပါတ်၁ကတက်စီရများနဲ့ပြီးတဲ့တိမ်ကူဆောင်မှုဌာနကဏ္ဍလေးမှာကျွန်တော်တာဝန်ယူရတဲ့အပိုင်းမှာတို့တက်မှုတွေကျွန်တော်သွားပါအဲ့လိုသွားတဲ့အခါမှာတာဝန်ရှိတဲ့ဘွယ်စီတွေပါမယ်ရေပိုင်းရှင်တွေပါမယ်ရေမောင်းနေနေတဲ့ရေလူသားတွေပါမယ်နောက်တခါပြည်သူလူထုပါအဲ့ဒီအပိုင်းလေးတွေကိုကျွန်တော်တို့လေ့လာပြီးတော့အတတ်နိုင်ဆုံးညီညွတ်မျှတတဲ့အခြေအနေပြအောင်ကျွန်တော်တို့သွားမှာခင်ဗျားတို့ပြီးတဲ့အတိုင်း ငါရင်မောင်းလိုက်ခြင်းရှိရင်တော့တက်စီမောင်းစားမယ်ဆိုတဲ့လူတွေပါတယ်။အဲ့ဒီလိုပုံပုံမျိုးတွေကိုတော့ကျွန်တော်တို့ကစီကံစနစ်တကျရှိအောင်ကြက်မှတ်ပြရမယ်တာဝန်ပါကျွန်တော်တို့မှကြားရအောင်။ဒါကြောင့်ရောင်တိုင်းဒေသကြီးကဘယ်လိုညွှန်ကြားလဲဆိုတော့ရင်စီကံထိတ်သိမ်းမှုကိစ္စရများမှာတိုးမြင့်ဆောင်ရွက်ပေးရန်လို့ဒီလိုတုံ့ထားပါ။ဒါကြောင့်မို့ကျွန်တော်အပိုင်းရတော့ညီညွတ်မြတ်တာလေစီကံထိတ်သိမ်းမှုကကျွန်တော်လို့ရအောင် ။စင်ရမော့တဲ့မူတက်ပြည့်ရေးအတွက်တက်စီတွေထက်ဘတ်ကားတွေပိုများတင်တယ်လို့မတတာဘိုးရဲ့ဒူအိုဂရာဖြစ်တဲ့ဦးလာတောင်းဟန်ကဆိုပါရတယ်။တက်စီကားတွေတင်များလာတဲ့အတွက်တက်စီကားတွေကသူကအုတ်ထုတ်ရေးပြဿနာကိုဖန်ပြီးနော်အမှန်မှန်တော့များလာမှာဘတ်ကားနော်စင်ရမွေးတွေကဒဏ်ကိုရှော့ချမယ်ဆိုရင်ဘတ်ကားကတက်စီကား၁၀ကြီးကဘတ်ကား၁ကြီးမီနီဘတ်တီးဖြစ်တဲ့တက်စီကားအစီ၂၀ကြီးကိုင်းဒီစီဖြစ်တယ်ဗျာ။တော့ဒီကိုင်းဒစီပဲသွားပြီးစီကုံပြက်တာဆိုရင် pollution နည်းနည်းဖြစ်ရမယ်အစား။ တက်စီကအစီးမစဲကရှုပ်ပြီးရှုပ်ဝင်ပြီးရှုပ်နေတဲ့အခါကျတော့တော်တော်ခက်တယ်။ကျွန်တော်တို့ကပြောမယ်တက်စီက9000နဲ့ပါ။ကိုပိုင်ကအားလုံး2000တော့ရှိပါသေးတယ်လို့ပြောတယ်။အဲ့ဒီကိုပိုင်ကနဲ့တင်ကအိမ်မှာချောင်ချုံပြီးတိတ်ထားတဲ့ခါမရဒခီးတဲ့တင်ရင်ကယင်စီပေါင်း6000ကျော်ရှိပြီတစီစီပေါင်း9000ရှိပါတယ်စတေမာလာမှာမရဒဒယင်လိုင်းမှာယင်တိုင်းမှုက19မှုရှိပြီး9ဦးတဲ့23ဦးတန်ရရပါတယ်မရဒဒတို့တိုင်ကြားမှုပေါင်း198ကျင်ရှိပြီ ွေပေါ်တောင်းတဲ့တန်ကြားမှုဟာ138ရှိမှုရှိပါတယ်ကျွန်တော်အောင်ကြီးပါ